အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိုင်ဆိုသူနီးပညာ channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးသွားမယ့်အကြောင်းအရာတော့ကျွန်တော်ဒီမှာ TikTok မှာပေါ့နော် TikTok မှာကိုကဖြတ်လိုက်မိတဲ့စာတွေကိုပြန်ကြည့်တယ်နီးပေါ့နော် ပြောမစုံတော့ကိုရဲ့ချစ်သူကြီးစာပဲဖြစ်ဖြစ်ပေါ့နော်ကိုရဲ့ဇနီးမယောက်ျားလင်ယောက်ျားပဲဖြစ်ဖြစ် တစ်တော့မှာတခြားသူတွေနဲ့ကျွန်တော်ဒီစာတွေပို့ထားစာရေးထားတယ်ဒါပေမဲ့သူတို့ကရေးပြီးဖြတ်လိုက်တယ်ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှင်တော့ကျွန်တော်အဲသူတို့ဘာရေးထားလဲဆိုတာကိုကျွန်တော်ပြန်ကြည့်လို့ရတယ်ဒါမှမဟုတ်လေကိုကကိုပို့ပြီးကမှာကိုကဟိုဖြတ်ပြီးပြီပေါ့နော်ဖြတ်ပြီးပြီကမှာပြန်ဟိုရေးကြည့်တဲ့ခါလိုချင်တဲ့ခါပြန်ယူတဲ့နီးပေါ့နော်ကိုကတော့အစတော့ရေးမကြည့်ဘူးထင်လို့ဖြတ်လိုက်တယ်ဒါပေမဲ့နောက်ပိုင်းကျမှကိုကအဲ့စာလေးပြန်လိုချင်တာတော့ဘာလို့ညာလို့ဆိုလို့ရှင်ကျွန်တော်ပြန်ယူတဲ့နီးလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြန်လည်းမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ တစ်တော်တွေဝင်ပြီးကမှကျွန်တော်လောလောဆယ်စမ်းပြမယ်ဗောနော်တစ်တော်တွေဝင်လိုက်မယ်ဝင်ပြီးကမှခုဆိုလို့ရှိရင်ကျွန်တော်ဒီမှာစာပို့ထားတာလည်းရှိရဗောနော်မာဟိုင်းနဲ့ဘာလုံးနေလဲဘာညာဗောနော် အဲ့လိုလေးပို့တာပေါ့နော်ပို့လိုက်ပြီပို့လိုက်ပြီဆိုတော့ကျွန်တော်အဲ့ဒါတွေကိုကျွန်တော် ပြန်ဖြတ်လိုက်မယ်ပေါ့နော်အဲဖိမယ်ဖိပြီးမှကျွန်တော်ဒီမှာ delete ဆိုတာလေးနှိပ်မယ်ပြီးလို့ရှိရင်ကိုယ့်ဘက်ပါပြအောင်ဖြတ်ဖြတ်သူ့ဘက်ပါပြအောင်ဖြတ်ဖြတ်ပေါ့နော်ကျွန်တော်ဖြတ်လို့ရတယ်ကျွန်တော်ကတော့ကိုယ့်ဘက်ဖြတ်ပြရမယ်သူ့ဘက်ကိုမပြအောင်ပေါ့နော်အဲအဲ့လိုပေါ့နော်ပြီးရင်သူပို့ထားလေးဒီမှာကောင်းတယ်ဆိုတာလေးပို့ထားပေါ့နော်ပြီးရင်ဘာလုံးနေလဲဆိုတာဒါလေးပါကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော် အင်းဖြစ်လိုက်မယ်ဒီထိုင်းလေးပဲဖြစ်လိုက်မယ်မနော်အဲ့တော့ကျွန်တော် ဖြစ်တာတော်တော်လေးများသွားပြီမနော်ဖြစ်တာတော်တော်လေးများသွားတယ်ဒါသူနဲ့ပြောထားလေးမနော်ပြောထားတာကျွန်တော်အင်းဒီမှာဖြစ်လိုက်တယ်မနော်ဖြစ်ထားတယ်ဒီဟိုင်းတစ်ခုလေးပဲရှိတော့တယ်မနော်အဲ့ဒါလေးပဲရှိရဲအဲ့တော့じゃကျွန်တော်စောနာစာတွေပြန်ရှာမယ်မနော်အခုကျွန်တော်တိတော့ကနေပြန်ထွက်မထွက်ပြီးပြန်ကြည့်လို့ရှင်လဲကျွန်တော်မရှိတော့ဘူးကောနော်စောနာပြောတာ၄၅ခုပေါ့နော်၄၅ခုပြောထားတယ်ဒီမှာ ပြန်ကြည့်လိုက်ပါတော့ဒီမှာလွမ်းဘတ်သွန်ဝေးဆိုတဲ့အထင်မှာကျွန်တော်ပြောထားဒီမှာဒီ high level နောက်ဆုံးပဲရှိတော့ပေါ့နော်အဲအဲ့တော့စောနာဖြစ်လိုက်တဲ့ဟာတွေကိုကျွန်တော်ပြန်ကြည့်မယ်ကြည့်မယ်ဆိုတော့ဘလို့ကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဖုန်း setting တွေကိုသွားလိုက်နော် setting တွေကိုသွားလိုက်မယ်ကိုယ့်ရဲ့ setting တွေသွားလိုက်မယ်ဒါပေမဲ့တချို့ဖုန်းတွေကြာပါတယ်ဖုန်းတော့ပါတယ်မပါတယ်ဖုန်းတော့မပါဘူးပေါ့နော်အဲ့တော့ကျွန်တော် setting တွေကိုသွားလိုက်မယ် စတင်နဲ့သွားပြီးလို့ရှင်ကျွန်တော်ဒီ search bar လေးမှာရိုက်ရှာလိုက်မယ်ပေါ့နော် search bar ပါတယ်လို့ search bar ရှာလိုက်မပါတယ်လို့လည်း notification history ဆိုပြီးလိုက်ရှာပေါ့နော်ကျွန်တော်ဘုံကအပေါ်မှာရှာတဲ့အရာလေးပါဖြစ်တော့ကျွန်တော်ဟို notification history ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ရှာလိုက်လို့ရှင်ဒီလိုလိုပေါ်လာပြီဒီကောင်လေးပေါ့နော်လက်ကောင်လေးကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ် notification history ဆိုရလေအဲပြီးလို့ရှင်ဒီမှာဒီမှာပေါ့နော်ဒီကောင်လေးပေါ့နော်အဲ notification history ဆိုလေးထည့်တယ်ထပ်ဝင်မယ် ထပ်ဝင်ပြီးလို့ရှိရင်ကျွန်တော်ခဏလေးဆောင်ပေါ့နော်အဲဒါမျိုးလေးပေါ်လာတယ်သူကတော့ကျွန်တော်ဒီ notification history ပေါ့နော်ဒီမှာပိတ်ဒီဖွင့်ထားလေးပေါ့နော်အဲကောင်လေးအဲတော့ဖွင့်ထားမှာပေါ့နော်ကိုကအဲ့ဒါလေးမဖွင့်ရသေးရင်ဖွင့်ထားလိုက်ပေါ့နော်အဲ့ဒါလေးဖွင့်ပြီးနောက်ပိုင်းပို့တဲ့ဟာတွေပဲအဲကိုစီမှာပြန်ကြည့်လို့ရမှာပေါ့နော်အဲကောင်လေးဖွင့်ပြီးနောက်ပိုင်းဖြတ်တဲ့ဟာတွေပဲကြည့်လို့ရမှာပေါ့နော်အဲကောင်လေးမဖွင့်ခင်ကခုမှဖွင့်လိုက်တာဆိုတော့အရင်ဟာတွေရမှာပေါ့နော်အဲတော့ကျွန်တော်ဒီမှာပေါ့နော်ပို့ထားတာဒီမှာ sona တစ်တော့ပေါ့နော်ဘာသာတော်တွေဆိုတော့ကောင်းတယ်တို့ဒီမှာ high တို့ဒီမှာပေါ့နော် ။ဘာလို့နေလဲဆိုတာလေးပေါ့နော်။အဲအဲ့ဒါလေးကျွန်တော်ဖြတ်ထားပေါ့နော်။ဖြတ်ထားပြီးမှဒီမှာခြစ်သေးတယ်ပေါ့နော်။ဒီမှာတစ်တော်ထဲမှာတော့မရှိတော့ပေါ့နော်။ကျွန်တော်တစ်တော်ထဲပြန်ဝင်လည်းမရှိတော့ဘူး။တစ်တော်ထဲမှာမရှိတော့ပေါ့နော်။ဒါပေမဲ့ဟိုမှာရှိနေသေးတယ်ပေါ့နော်။အင်းကြံကြည့်လို့ရတယ်ပေါ့နော်။ပြန်ပြန်ထွက်လိုက်မယ်။ဆိုတော့ကျွန်တော်စတင်နဲ့ပြန်သွားလိုက်မယ်ပေါ့နော်။ ဒီမှာစတင်ကကောင်းတယ်လို့ high လို့ပါအောင်ညာရှိတယ်ဗောနော်ဒီမှာ high လို့ဘာလို့နေလဲကောင်းတယ်လို့ပါညာဒီမှာတော့ high ဆိုဘာလို့နေလဲဒီမှာဗောနော်အဲရှိသေးတယ်ဗောနော်ဒီမှာသွားကြည့်လို့ရတယ်ကျွန်တော်တို့ဒါ တခြားဟာတွေလည်းကြည့်လို့ရပါတော့ကျွန်တော် YouTube ဟာတွေလည်းရတယ် message တွေလည်းကျွန်တော်အရင်အတင်ပြီးသားမလို့ပေါ့နော် Viber ကဖြစ်လိုက်တဲ့စာတွေရောပြန်ကြည့်တဲ့နေရောကျွန်တော်ဒီ message တွေရောဒီဖုန်း call တွေရောအကုန်လုံးကိုကျွန်တော်ကြည့်တဲ့နေနေပြပေးခဲ့ပြီပေါ့နော်ဒါ TikTok ဟာမပြသေးလို့မပြသေးလို့ဆမ်းမပြသေးလို့ပေါ့နော်အခုဒီမှာဒါ TikTok မှာပေါ့နော် TikTok မှာရေးခဲ့တဲ့စာတွေပေါ့ဒီမှာကောင်းတယ်လို့ဘာဘာလုံးနေလဲလို့ဆိုတာဒါဟိုမှာမရှိတော့ဘူးပေါ့နော်မရှိတော့ဘူးဖြတ်ထားတယ်ဖြတ်ထားပြီးမှလည်းကျွန်တော်ဒီမှာပြန်ကြည့်လို့ရတယ်ပေါ့နော်သူကဒီနေ့သားလောက်ပဲရပေါ့နော်ရအများကြီးတော့ကြည့်လို့မရဘူးအရင်နေ့ရတယ် မရဘူးနော်ဒီနေ့တာဒီနေ့တာနည်းနည်းလောက်ပဲကြည့်လို့ရဘူးနော်24နာရီလောက်ဟာပဲကြည့်လို့ရရဲ့ဟိုးအရင်ဟာတွေနေဆွေးနေရတွေတော့ကြည့်လို့ရမှာမဟုတ်ဘူးနော်ပြီးလို့ရှိရင်ဒီကောင်လေးပေါ့နော်ဒီမှာအဲ့ပိတ်နေရလေးကဖွင့်ထားဖို့လိုတယ်ပေါ့နော်အဲ့ကောင်လေးပိတ်နေလို့ရှိရင်တော့ကြည့်လို့မရအောင်အဲ့ကောင်လေးဖွင့်ပြီးနောက်ပိုင်းတော့ပို့တဲ့စာတွေကိုဟိုပို့ပြီးကမှဖြတ်လိုက်တဲ့စာတွေကိုကြည့်လို့ရမှာဖြစ်ပါတယ်အဲ့ notification notification history ဆိုတာလေးပေါ့နော်အဲ့ဒါလေးစာပြီးကမှဖွင့်ပေးထားပေါ့နော်ဖွင့်ပြီးနောက်ပိုင်းဖြတ်တဲ့ဟာတွေကိုကျွန်တော်ဒီကနေပဲဝင်ဝင်ကြည့်လို့ရတယ်ဒီမှာပေါ့နော် ့ SR တွေကမရှိတော့ဘူးเนาะမယုံလို့ရှင်ကျွန်တော် Twitter တွေသွားကြည့်လိုက် SR တွေမရှိတော့ဘူးเนาะဒီမှာပေါ့เนาะဒါကတော့ဟိုးအရင်ပို့တဲ့စာမလို့ပေါ့เนาะကျွန်တော်อืม sorry အော်ဒီမှာပါဒီ high လေးတလုံးမရှိရဒါဟိုအရင်ရပို့တဲ့စားတယ်မလို့ဒါဟိုမှာမပေါ်တော့ဘောနော်ဒီ high လေးတလုံးမရှိရကျွန်တော်ဖြတ်လိုက်တာဘောနော်အောက်မှာ၄၅ခုဖြတ်လိုက်တာဒါပေမဲ့ဟိုမှာရှိနေသေးတယ်ဘောနော်ဒီမှာတော့မတန်းမတော့မရှိတော့ဟိုမှာပြန်ကြည့်လို့ရဘောနော်ဒီလောက်ဆိုတော့ကျွန်တော်မိတ်ဆွေဒါ TikTok မှာအဖြတ်လိုက်တဲ့စားတွေကိုကျွန်တော်ပြန်ကြည့်တဲ့နေ့လေးတိလောက်ပြီးထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်